Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့ညနေနောက်ဆုံးရထားတဲ့သူသဖြင့်နီးပြားဖြစ်တဲ့ Ruben Amorim ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ကျွန်တော်တင်ပြနေအကုန်လုံးကိုကျွန်တော်သာဆွေးနွေးတွေ့ရအောင်ပါ။ဒီထဲမှာဆိုလို့ကျွန်တော် Jacobs Banno ဘာလို့က report တွေလုတ်ထားသလို BBC ရဲ့ Simon Stone ကနေပြီးတော့ပြောထားတဲ့ report တွေလည်းကျွန်တော်ရှိတယ်။ဆိုတော့ခြုံပြောရင်တော့နီးပြအနာဂတ်နဲ့ပတ်သက်ပြီးတော့လက်ရှိဒီအချိန်ထိနောက်ဆုံးရထားတဲ့သတင်းပေါ့လေ။ဒါအချိန်မီဝေးဆိုသလိုပြောင်းလဲသွားနေတယ်။သူသဖြင့်သတင်းတွေက ကျွန်တော်အနေနဲ့ဒီအဆင်မပြေတဲ့အရာတခုထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဟို journalist တွေရဲ့ယူဆချက်တွေကိုဒီတိုင်းတကယ်ဟုတ်တဲ့သတင်းတွေကိုနော်နီးစပ်တဲ့သတင်းရင်းမြစ်ကတားတဲ့သတင်းတွေကိုအားလုံးကကျွန်တော်အနေနဲ့အခြေအနေတခုမကောင်းနိုင်အမြဲတမ်းပေါ်လာနေကြဆိုတော့အခုလည်းပဲဒီတိုင်းပဲဆိုတော့လက်ရှိမှာ BBC တို့ဘာတို့ကပါပါလာပြီဆိုတဲ့အခါကျတော့ဒါတော်တော်လေးတော့စိတ်ဝင်စားဖို့ကျွန်တော်ကောင်းနေပါတော့ဆိုတော့ဒီနေရာမှာ အမိုရင်ကကျွန်တော်ညကရှုံးပွဲကြုံသွားပြီးတဲ့နောက်ပိုင်းမှာဒီသူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ပြိသက်တီကတော့အရှင်းရှင်းလင်းလင်းသိကျင်ပြီပေါ့လေသူတပင်းတော့အပြောင်းလဲလောက်တာမျိုးပေါ့ဆိုတော့ကျွန်တော်တို့ဒီနေ့ Alex sorry ပါလဲ G Cross ပဲနော် Alex Cross ကနေပြီးတော့ report လောက်ထားတာကျွန်တော်ရှိတယ် Alex Cross ကနေပြီးတော့သူပြောထားလဲဆိုတော့ Manchester United အသင်းရဲ့ဘက်ကတော့နီးပြအမိုရင်ကိုယာရူးကထုတ်ပယ်ရမယ့်အခြေအနေမျိုး ဖြစ်လာခဲ့ပြီဆိုရင်ကျူတင်စဉ်းစားထားတဲ့စည်ရင်းနေတဲ့မှာ နီးပြ3ဦးအထိပါဝင်နေတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်လက်ရှိဘုံမောက်အတင်းရဲ့နီးပြဖြစ်တဲ့ဒါအယာရိုလာကျွန်တော်တို့ဖြစ်မယ်ပြီးလို့ရှိရင်ခရစ်စတယ်ဘဲလီစ်ရဲ့နီးပြအိုလီဗာဂလန်စနာနဲ့အင်္ဂလန်လက်ရွေးစင်နီးပြဟောင်ဖြစ်တဲ့ဂါရယ်ဆောက်ဂိတ်တို့ဖြစ်တယ်ပေါ့နော်ဒါတွေဒီလက်ရှိမှာနီးပြရဲ့နီးပြအပြောင်းလဲလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောင်းလဲလာနိုင်ကြည်ရှိတဲ့နီးပြစည်ရင်ပေါ့လေအဲဒါကတော့အမှန်တမ်းပြောရင် Alex Crox တို့ဘာလို့ကဟို respect မရှိတာမျိုးတော့မဟုတ်ဘူးပေါ့လေ အလောက်ကြီးကြီးပေါ့နော်အတင်းနဲ့ရင်းနီးတဲ့အတင်းနဲ့ရင်းနီးတဲ့သတင်းရင်းပစ်တွေရှိတဲ့တဲ့မှာပါတယ်လို့ကျွန်တော်မယူဆဘူးเนาะဒါအပြင်သူကကျွန်တော် Talksport လို့ဘာလို့မှပြောနေကြဆိုတော့ဒါတွေကယူဆချက်သီးသန့်လို့ပဲကျွန်တော်ထင်တယ်ပေါ့နော်အလောက်ကြီးကြီးကျွန်တော်စိတ်ချရတဲ့တဲ့မှာပါတယ်လို့ကျွန်တော်မယူဆဘူး MRI ကတိုင်းပက်လာပြီဆိုတဲ့အချိန်မျိုးကြုံလာပြီဆိုတော့သူ့အနေနဲ့ဒီလိုမျိုးယူဆပြီးတော့ပြောလိုက်တဲ့ရေးလိုက်တဲ့သတင်းမျိုးတွေပဲကျွန်တော်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက BBC ရဲ့ Simon Strong ရဲ့ report ပဲ။ Simon Strong ကကျွန်တော်အနေနဲ့ဗာပြောထားလေးဆိုတော့ ဆိုင်ယန်ရက်ကလစ်ကနီးပြအမိုရင်ကိုဆက်လက် ထောက်ခံထားစေဖြစ်တယ်ဗောနော်ဆိုင်ယန်ရဲ့အမြင်အရဆိုလို့ရှိရင်မှန်ကန်တဲ့အသင်းအမိုရင်အတွက်ဗောနော်အမိုရင်လိုချင်ပါတယ်ဆိုတဲ့အသင်းအမိုရင်အတွက်တည်တည်ချာချာပြောင်းလဲပြင်ဆင်ပေးထားတဲ့အသင်းလောက်အသင်းတသင်းနဲ့တရားဒီအပြစ်ကစားပြီးမှပဲနီးပြအပေါ်မှာကျွန်တော်ဆုံးဖြတ်တာတွေကမျှတမှာဖြစ်တယ်ဆိုပြီးတော့သူခံစားမိနေတယ်ပေါ့နီးပြအစားထိုးဖို့အတွက်လက်ရှိလိုတဲ့ရှိမှာစကားရင်စင်းတွေပါတွေထွက်ထားတယ်ဟိဆိုတာမျိုးတွေကလည်း တည်င်းနေအရာတာဝန်ရှိသူတွေ United တာဝန်ရှိသူတွေကလောလောဆယ်မှာပယ်ချထားတယ်။ Amorinia ကိုအစားထုတ်ဖို့စီစဉ်ထားခြင်းလက်ရှိမှာလုံးဝမရှိသေးဘူးဆိုပြီးတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကအခိုင်အမာပြောထားတယ်ဆိုပြီးတော့ BBC ရဲ့ Simon Stone ကကျွန်တော် report လုပ်ထားတယ်။ဒါဟာအများကြီးစိတ်ပူစရာပါ။ဘာလို့လဲဆိုတော့ဒီတွေကကျွန်တော်နံပါတ်1တစ်ချက်ကိုကျွန်တော်ဆွေးနွေးကြည့်အောင်။ဒီ Sergeant Redcliffe ကဒီဘယ်လိုပြောမလဲ။ Amorin ကိုဆက်ပြီးတော့ထောက်ခံထားစေဖြစ်တယ်ပေါ့နော်။ ဒါအပြင် MOD ကိုငါတို့ကောင်းမကောင်းဆုံးဖြတ်ဖို့ဆိုတာဟာ MOD လိုချင်ပါတယ်ဆိုတဲ့အတင်းတင်းကိုเนาะရအောင်တိဆောက်ပြီးတာနဲ့သူ့ကိုအဲ့အတင်းကိုကျွန်တော်တရားဒီလုံးကင်ခွင့်ပေးလိုက်เนาะကင်ခွင့်ပေးလိုက်အဲ့လာမှပဲငါတို့ဆုံးဖြတ်တင်နေပေါ့ဒါပေမဲ့ပြည်တနာကစာဂျင်တို့အတွက်အဲ့တလောက်အချိန်ရှိမနေဘူး ထားရဘယ်ဘလားဘလူးမြင်ကြတယ်ဘလူးဘလူးမြင်ကြတယ်လက်ရှိတကယ်ပဲလက်ရှိစာကျင်တို့ဘာလို့ယူဆထားတယ်လို့မျိုး MOD လိုချင်ပါတယ်ဆိုတဲ့သူတွေကိုသူမလည်း MOD လိုချင်တဲ့သူပြောင်းနောက်တန်း၃ယောက်လည်းပြောင်း Winbox တွေလည်းပြောင်းကွင်းလည်းလည်းပြောင်းအကုန်ပြောင်းပြီးမှ MOD ကိုတရားတိတော့ငါတို့ကန်ခိုင်းလိုက်မယ်ဟေးအိုက်ချက်မှာပဲကောင်းမကောင်းငါတို့ဆုံးဖြတ်ကြတာပေါ့ဆိုပြီးတော့သွားတင်တယ်လို့ညီကတို့ထင်တာဒါအလုံးဝဟိုလက်ခံစရာအကြောင်းပြချက်မျိုးလို့ညီကတို့ထင်ကြလားကျွန်တော်တော့မထင်ဘူးဒါကအကြောင်းရင်းရှိတယ်ဘာလို့လဲဆိုတော့ အဲ့ဒီလိုမျိုး MOD လိုချင်ပါတဲ့ဆိုတဲ့အသိကိုပြောင်းလဲပေးဖို့ကျွန်တော်တို့မှာတကယ်အချိန်ရှိမရှိဆိုတာပဲတေချာတော့ကတော့မရှိဘူးဘာလို့လဲဆိုတော့ MOD ပြီးခဲ့တဲ့တရားဒီလုံးနှီးပါပြီးခဲ့တဲ့တရားဒီလုံးနှီးပါကျွန်တော်တို့အနေနဲ့ပေါ့နော်အချိန်ကုန်ခဲ့တယ် MOD မှာလက်အောက်မှာတူးတက်လာတယ်ဆိုတဲ့လက္ခဏာဘာမှမတွေ့ရဘူး။ຫນွေရာဒီပြောင်းရွှေ့မှာတိုက်စစ်၃နေရာဆုံးကျွန်တော်ပြောင်းနေထားတယ်။ Benjamin Shechko အထူးအခုထိတကူပဲရသေးတယ်ပရီးမီးယားလေးမှာ။ကျွန်တော် Matthew Quinn တို့တကူမှကျွန်တော်မရသေးဘူး။ပြီးရင်ကျွန်တော် Brian Ambumo ဆိုပရီးမီးယားလေးမှာဆိုလို့ချင်းတကူပဲကျွန်တော်ရသေးတယ်။ ဒါရီဟာတိုက်ဆိုင်မှုတွေကျွန်တော်တို့เนาะကျွန်တော်မဟုတ်ဘူးเนาะတိုက်စစ်မှာဂိုးမရလို့တိုက်စစ်၃ရောက်တဲ့ကိုဒီပိုင်းနဲ့ပြောင်းလဲထားတယ်လုံးဝဂိုးမရသေးဘူးဆိုတာမျိုးကဒါဟာကစားမားတွေဆိုတဲ့ system အနည်းနဲ့တော့အများကြီးပတ်သက်နေပြီနောက်တစ်ခုက Amorin ကိုငါတို့သူလိုချင်တဲ့အတင်းတင်းဖြစ်တဲ့အထိတိဆောက်ပေးကြမယ်ဟေးဆိုတာကຫນွေရာဒီဒီမှပဲဖြစ်လိဖြစ်တာရှိတယ်ဒါမှမဟုတ်လာမယ့်ဇန်နဝါရီပြောင်းရွှေ့ကျွန်တော်ရောက်တော့မယ်တိုက်စစ်၃နေရာကိုကျွန်တော်အနေနဲ့ Amorin လိုချင်တဲ့နေရာကျွန်တော်ပြောင်းပေးလိုက်ပြီနော် ကွင်းလေကျွန်တော်ပြောင်းဖို့လိုတယ်ထားပါတော့ကွင်းလေမှာဆိုလို့ရှိရင်ဘရူနိုနဲ့ကဲကက်စမီရိုပဲဖြစ်ဖြစ်ဥကာတီပဲဖြစ်ဖြစ်အဆင်မပြေဘူးသူကမိန်းနူးလည်းမတုံးညင်ဆိုတော့မိန်းနူးအဆင်မပြေဘူးကွင်းလေနှစ်နေရာပြောင်းဖို့အတွက်ကာလို့စ်ပါလေပါအဒမ်ဝါဒန်တန်းနေရာလောက်ကျွန်တော်ကုန်မယ်ဇန်နဝါရီပြောင်းရွှေ့မှာမန်ချက်စတာယူနိုက်တက်တန်းနေရာလောက်သုံးဆွဲနေတဲ့အနေအထားမှာကျွန်တော်မရှိဘူးအဲ့လိုမဟုတ်ဘူးဆိုရင်အမ်မိုရီလိုချင်တဲ့ကစားမားတွေရောက်လာမှာမဟုတ်ဘူးရောက်လာပြီဆိုရင်လည်းပဲအမ်မိုရီလိုချင်တဲ့သူတွေဖြစ်မှာမဟုတ်ဘူးအဲ့ကြံသုံးမှာမဟုတ်ဘူးအခုလက်ရှိကျွန်တော်တို့ကိုသူမကျွန်တော်ကြည့်ပါလားလမ်မန်စ်ရောက်လာတယ် အမူရင်းလိုချင်တဲ့သူမဟုတ်တဲ့ခါကျတော့ကိုသူမအစ်တစ်မကလို့ဘသူပဲဘလောက်ပဲတစ်တစ်လုံးဝကျတော့အသင်းကိုအပြောင်းလဲလို့ဒီသူအပြောင်းလဲလို့ပြောမတုံဘိုင်နိုင်းနဲ့ပဲသူဆက်သွားတယ်နောက်တစ်ခုက Winbacks Winbacks City Manchester United မှာတယောက်မှမရှိဘူးအမူရင်းလိုချင်ပါတယ်ဆိုတော့ Winbacks တွေရအောင်ပြောင်းလဲပြဖို့အတွက်ကျတော့အနည်းဆုံး2နေရာလိုတယ်အဲ့ဒီတော့အဲ့ဒီ2နေရာအတွက် decent player တယောက်ဒီခေတ်မှာရဖို့ဆိုရင်တန်း40လောက်တုံးရမယ်ဆိုတော့တောင်မန်ကစားမ2ယောက် Winbacks 2ယောက်နေနေရာမှာတန်း80နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ ကွင်းလင်နှစ်ယောက်နဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ထားပါတော့ပြခဲ့တယောက်ကိုတန်း90တန်း100တန်း180ကျွန်တော်ဇန်နဝါရီမှာသုံးပါလားမသုံးဘူးโอเคဒါတော့ဂူသမားကြံသေးတယ်နော်ဂူသမားကြံသေးတယ်တန်း90နဲ့ဂူသမားခေါ်ထားပြီမဲ့ तू မသုံးဘူး तू ကြိုက်တဲ့ तू မဟုတ်တော့ဆိုတော့ तू လူချင်းနဲ့ဂူသမားတယောက်ကိုကျွန်တော်ခေါ်ရထားတန်း30တန်း180နဲ့တန်း30နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ငွေဟာတန်း100ကျွန်တော်တန်း100ကျွန်တော်ကျော်သွားပြီး နော်တန်းနေရာကျိုးသွားပြီဒါတော့မှဒါတော့မှနော်ဒါတော့မှဒါ first line နဲ့ပဲရှိသေးတယ်နော်အရင်ဒီဘာတွေမပြောသေးဘူးဆိုတော့ MOD လိုချင်ပါတယ်ဆိုတဲ့အတင်းကောင်းတင်းဖြစ်အောင်ပြောင်းလဲပြီးဖို့အတွက်ဇန်နဝါရီအပြောင်းရွှေ့တစ်ခုတည်းနဲ့အချိန်မရဘူးနောက်နှစ်ຫນွေထိကျွန်တော်သွားမယ် okay အဲ့ကြမေကွန်ကြီးကလာပြီနောက်နှစ်ຫນွေမှာငါတို့ premier league မှာကိုရှိနေပါမလားငါတို့တန်မြန်ဆင်းသွားမလားဒါကလုံးဝ genuine စိတ်ပူစရာကြီးဖြစ်နေပြီဒါဟာပြောင်းနဲ့လောင်တဲ့အချိန်ဒီမဟုတ်တော့ဘူးပြိုင်ဘက်တွေကမင်းတို့တန်ဆင်းရတော့မယ်ပါညာ ြောင်းနဲ့လောင်နဲ့အဆင်မဟုတ်တော့တကယ်စိတ်ပူစရာအချက်ကြီးဖြစ်နေပြီ။ဘယ် United မှာတိုင်ပတ်ပါတယ်ဆိုတဲ့ဘယ်နီးပြားရဲ့လက်အောက်မှာမှကျွန်တော်အဆင့်30အောက်ရောက်ခဲ့တာမျိုးကြီးကျွန်တော်အများကြီးမရှိခဲ့ဘူး။နော်အရစ်တန်ကကျွန်တော်တို့ဒါအိုလီဂနာဆိုချာဂျိုဆီမော်ရီညိုကြိုက်တဲ့နီးပြားရဲ့လက်အောက်ကိုပဲကျွန်တော်တို့ကြည့်ကြည့်နော်ကျွန်တော်တို့စိတ်ပြည့်ရပြီဆိုရင်အဆင့်5အဆင့်6ဖြစ်နေလို့စိတ်ပြည့်ရတာ။နော်အဆင်5အဆင်6ဖြစ်နေလို့ငါတို့တော်ဖို့လုံးဝမဝင်လို့ကျွန်တော်တို့စိတ်ပြည့်ရတယ်အဆင်5အဆင်6နဲ့နေငါတို့တိုင်ပက်နေလို့အမ်မိုရင်လက်အောက်ကြမှာအဆင့်15မရောက်အောင်ပဲကျွန်တော်တို့ကတနေရတယ် တော့တန်းဆိုတာခဏထားအောင်အဆင့်15မရောက်အောင်ကျွန်တော်တနေရတယ်ဆိုတော့ပြီးခဲ့တဲ့ယာဒီကဘယ်လိုပြောမလဲအဲရစ်တန်ကယူပေးခဲ့တဲ့အမှတ်တီကြောင့်တော့မဟုတ်ရင်ကျွန်တော်တို့ပြီးခဲ့တဲ့ယာဒီကတန်းဆင်းရမယ့်အခြေအနေမျိုးဆိုတော့ဒီပုံစံတိုင်းကျွန်တော်ဗနော်အမ်မိုရင်အတွက်ကျွန်တော်တို့အနေနဲ့အသင်းကောင်းတဲ့အသင်းဖြစ်အောင်တည်ဆောက်ပေးဖို့ဆိုရင်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တစ်ခုနဲ့မလုံလောက်ဘူးမလုံလောက်တော့ကျွန်တော်တို့နောက်နှစ်ညွေဒီစောင့်အောင်မယ်နောက်နှစ်ညွေဒီတရားဒီကုံသွားရင်ကျွန်တော်တို့ဒီပုံစံနဲ့အဆင့်ဘလောက်မှမှရှိနေမလဲအမ်မိုရင်လက်အောက်မှာပရီးမီးယားလိမှာကျွန်တော်နိုင်ပွဲက2ပွဲဆက်တယ်ဆိုတော့ကျွန်တော်မရှိဘူး တော့ဒါဒီ Sergeant Radcliffe တို့ရဲ့ယူဆချက်တွေကလုံးဝအတိတ်ပဲရှိမနေဘူးသူ့ကိုသူ့စိတ်ကြိုက်အသင်တသင်းကြီးကျွန်တော်ပြောင်းလဲပေးပြီးမှပဲကျွန်တော်တို့ကဆုံးဖြတ်တင်နေဆိုတာမျိုးကြီးကလုံးဝအတိတ်ပဲရှိမနေဘူးလုံးဝအတိတ်ပဲရှိမနေဘူးเนาะဘာလို့လဲဆိုပြောင်းလဲပေးရမယ့်နေရာတွေများနေလို့ပဲပြောင်းလဲပေးရမယ့်နေရာတွေများနေလို့သူ့ရဲ့အသင်ကောင်းတသင်းဖြစ်အောင်ကျွန်တော်ဖန်တီးပေးနေတာကိုရှေ့ကနီးပြတော့ကလည်းကျွန်တော်တို့ခံရပြီးသွားပြီเนาะ edit တန်ခါ letter တုံးကလည်း သူပြောင်းကျင်ပါတယ်ဆိုတဲ့ဂိုးသမားတွေပြောင်းလဲထားတယ်နောက်တန်းတွေပြောင်းလဲထားတယ်ကွန်းလေတွေပြောင်းလဲထားတယ်တိုက်စစ်တွေပြောင်းလဲထားတယ်ကျွန်တော်တို့မှဘာမှဖြစ်မလာဘူးပြောချင်တာကနီပြားတယောက်ကို judge လုပ်ဖို့အတွက်သူလူကြီးမာတယ်ဆိုတဲ့အတင်းတင်းတီဆောက်ပေးစရာမလိုဘူးเนาะတီဆောက်ပေးရအောင်ကလည်းတီဆောက်ပေးသင့်ပါတယ်လေဆိုတဲ့တိုးတက်မှုလက္ခဏာလေးတွေပြမှကျွန်တော်တို့ကဒီနီးပြားရဲ့အခြေအနေကိုယုံကြည်ပြီးတော့တိဆောက်ပေးနေတာမဟုတ်ရင်အခြေအနေကတိဆောက်ပေးဖို့အတွက်ကျွန်တော်အချိန်ငွေ energy ဘာမှန်ကိုတုံးစရာမလိုတာ နောက်တစ်ခုကပေါ့နော်အသင်းတာဝန်ရှိသူတွေအနေနဲ့ပေါ့ဗျာဘယ်လိုပြောမလဲဒီ Sergeant Radcliffe တို့အနေနဲ့ပေါ့နော်လက်ရှိ MOD ရဲ့နေရာကိုအစားထိုးဖို့အတွက်လုံးဝပလန်မရှိဘူးဆိုတာမျိုးကဒီချိန်မှာတမင်ပဲကြားကောင်းအောင်ပြောနေကြသလားပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တကယ်ပဲလားတော့မသိဘူးအကယ်လို့ကျွန်တော်တို့ MOD နေရာကိုအစားထိုးဖို့အတွက်လက်ရှိမှာခေါင်းထဲမှာရှိမနေသေးဘူးဆိုလို့ရှိရင် Ineos တို့နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့တော်တော်ကိုစိတ်ပူစရာကောင်းနေပါပြီ United ကိုကင်တွယ်တဲ့သူတွေ United ကိုကျွန်တော်တို့ဘယ်တော့ run နေ management လုပ်နေတဲ့သူတွေ ਨੇ ပတ်သက်လို့ရှိရင်စိတ်ပူစရာကောင်းတဲ့အချက်ကြီးဖြစ်နေပြီ။ဒီလောက်ထိစိုးဝါနေတဲ့ရက်လက်တီထွက်ပေါ်နေတာတောင်မှသူတို့အနေနဲ့အပြောင်းလဲလုပ်ဖို့အတွက်စိတ်မဝင်စားသေးဘူးဒီနည်းပြကိုယုံကြည်နေသေးတယ်ဆိုရင်ကျွန်တော်တို့အစာချင်းတို့အသင်းကိုဦးစီးတဲ့သူတွေရဲ့အရေးချင်းနေနဲ့ပတ်သက်လို့ရှိရင်တော်တော်ကိုစိတ်ပူစရာကောင်းနေပါပြီ။တကယ်ပါနော်ကျွန်တော်တို့ကပြောင်းလဲတဲ့အချိန်မျိုးဒီမှာ imminent နောက်မကျအောင်လို့ ျွန်တော်တို့ဘာလို့ဒီပြောင်းလဲဖို့လူနေတဲ့အချိန်မှာမပြောင်းလဲဘူးငါတို့ကတော့ယုံကြည်တယ်လို့ဘာလို့လို့လုပ်နေသေးတယ်ဆိုရင်ကျွန်တော်တို့အမှားကြီးကျွလုံတော့မှာပဲအဲ့တော့တရတတရကြောင့်ပေါ့နော်အခုလောလောဆယ်မှာအသင်းရဲ့အခြေအနေတွေရှုပ်ထွေးမှာဆိုလို့ဒီတင်းနေက PR အနေနဲ့လွှင့်လာတာမျိုးတော့ပဲဖြစ်ပါစေလို့ကျွန်တော်ယူဆတယ်တကယ်တကယ်အသင်းရဲ့အတွင်းပိုင်းမှာတော့ငါတို့ MOD နဲ့ပတ်သက်လို့စိတ်ပူတင်နေပြီးပြောင်းလဲမယ်ဆိုငါတို့ဘယ်လိုလုပ်ရမလဲပါညာစဉ်းစားတင်နေပြီလို့ကျွန်တော်ထင်တယ်ဒီလိုတင်းထွက်လာတာတွေကမလိုအပ်တဲ့ ကျွန်တော်ဘယ်တော့ဒီ noise တီးတည်တယ်မလားเนาะကျွန်တော်ဒါ short ချဖို့အတွက်ပဲလို့ဖြစ်ပါစီလို့ပဲကျွန်တော်ဆူတောင်းတယ်ဒီတိုင်းဆက်သွားပြီးတော့ယုံကြည်တရားရောင်ဖြစ်နေတယ်ဆိုရင်အရာအလုံးနောက်ကျသွားမှာပဲကျွန်တော်ရှိတာအခုအတင်းကတခြားကလပ်အတင်းကြီးတွေနဲ့အမှတ်တွေအရင်မကွာသေးဘူးကိုအတင်းတခြားစိုးနေတာနီးပြကောင်းတယောက်ကိုဒါခန့်နိုင်တယ်မှန်ကန်တဲ့နီးပြတယောက်ကိုခန့်နိုင်တယ်ဆိုရင်အချိန်ဒီဆိုးတစ်ခုကိုဒီရာဒီမှာထပ်ပြီးတော့ရှောင်လွှဲနိုင်စွမ်းရှိသေးတယ်အဲ့ဒီတော့အရာတွေကိုရှောင်နေဖို့အတွက်ဆိုရင်အချိန်မီ ကျွန်တော်တို့ကဘောနော်အပြောင်းလဲလုပ်နိုင်မှရမယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့အပြောင်းလဲလုပ်တာအင်မီဒန်နောက်ကျသွားနိုင်မယ်ညီကလေးရောဘယ်လိုမြင်ကြလဲဆိုတော့ဆွေးနွေးကြပါဦးချစ်ချစ်ဝါပြီးတဲ့ညီကလေးများလုံးကိုချစ်တင်များကြီးပါတယ်